ေးဟာမင်းငါ့ကိုဆရာလို့မခေါ်နဲ့ကျွန်တော်ဘာလို့ဒီလိုလောက်တာလဲဆရာကျွန်တော်ဘာအမှားလုပ်မိထားလို့လဲဘာအမှားလုပ်မိထားလို့လဲဟဲ့လား မင်းအသုံးမချလို့ငါဘလောက်အထိ ဆုံးရှုံးနစ်နာခဲ့ရလဲဆိုတာမင်းမသိဘူးလားဟောလေပါကိစ္စမအောင်ရဘူးအေးဘောမင်းကအဲ့ကိစ္စခိုင်းကြတဲ့ဟိုကတေချာလို့ပါမလွဲပါစေနဲ့လို့တေချာမာခဲ့တယ်လေကွာကျွန်တော်အသုံးမချတဲ့အတွက် တောင်းဝင်ပါလေဆရာဟေ့တကယ်တော့အဲ့ဒါကျွန်တော်မှမဟုတ်ဘူးဆရာဆရာပြောတဲ့တိုင်းကျွန်တော်တေချာလုပ်ခဲ့တာပါဒါပေမဲ့သူလည်းမရခံနေမှာပဲနေသနာရဲ့လူတွေကရုတ်တရက်ရောက်လာပြီဟော့လာခဲ့ွားကြလို့ပါဆရာလျှောက်ပြောမနေစမ်းပါနဲ့ကွာမင်းအတော့မကြတာအတော့မကြတာပဲ ဒီလိုဆိုရင်တော့ဆရာရေဒီကိစ္စလေးတစ်ခုအတွက်နဲ့ကျွန်တော်ဒီလောက်ထိလုပ်ခုလို့လာဆရာရေကျွန်တော်ဆရာတို့တက်တက်လို့လှုပ်ပြီးခဲ့ဒီတစ်ခုလေးကိုငင်းနေတော့ကျွန်တော်အခုလုပ်ပြီးပါဆရာ တခုတည်းမဟုတ်ဘူးကွာငါမွေးထားတဲ့ခွေးငါ့ကိုပြန်ကြိုက်ဖို့ကြိုးစားနေတာငါမသိဘူးမြတ်မှတ်နေလားဒီဟာမင်းမနေရဘာတွေလုပ်ခဲ့လဲမင်းရကျွန်တော်ဘာမှမလုပ်ဘူးဆရာဆရာခိုင်းတဲ့ကိစ္စမအောင်မြင်ဆိုတော့ဆရာသိတယ်ဒါတော့ထွက်မယ်ဆိုတော့သိလို့ ကျွန်တော်စိတ်ညစ်ညစ်နဲ့ရက်တွေတောင်းနေခဲ့။မင်းကအခုချိန်ဒီဝင်မခံသေးပဲကိုတော်တော်လည်းတရုတ်ဆောင်ကောင်းတာပဲ။မဟုတ်ဘူးဆရာ။ကျွန်တော်တကယ်ပြောနေရပါ။ကျွန်တော်တကယ်ပြောနေရပါဆရာ။မင်းလုတ်ပေးရမှာမိမတယောက်ကို ငရဲပြီးပို့ပြရမှာအဲ့ဆိုကျွန်တော်လူသက်ရမှာပေါ့မင်းလူသက်ရမယ်ဆိုပေမဲ့အခုတော့မဖြစ်ပါဘူးမင်းတက်ပေးရမယ်အမျိုးသမီးရသူများမိသားစုကိုဖျက်ဆီးနေတဲ့မိစ္ဆာမဖြစ်နေလို့သူကအဲ့ဒီမိသားစုကိုဖျက်ဆီးပြီးတော့အဲ့ဒီမိသားစုရဲ့ပိုင်းဆိုင်မှုတွေကိုတင်ပိုက်ဖို့ကြိုးစားနေတာမင်းအဲ့ဒီမိစ္ဆာ ဒါဒါနေကြတယ်နော်မင်းကဒီအတန်ဖိုင်နဲ့ငါ့ကိုချင်းချောက်ဖို့ကြိုးစားနေတာပဲမဟုတ်ဘူးဆရာမဟုတ်အကျွန်တော်မဟုတ်ဘူးနော်ဆရာဒီဟာမင်းငါကောင်းကောင်းမေးနေတော့ဝန်ခံရင်ဝန်ခံဝန်မခံဘူးဆိုရင် ဒီနေရာမှာမင်းုံငါကိုယ်တိုင်တပ်ပြစ်မင်းလုတ်ပေးရမှာမိမတယောက်ကိုငရဲပြီးပို့ပေးရမှာ အဲ့ဆိုကျွန်တော်လူသက်ရမှာပေါ့။မင်းလူသက်ရမယ်ဆိုပေမဲ့အခုတော့မဖြစ်ပါဘူး။မင်းတက်ပေးရမယ်အမျိုးသမီးရာသူများမိသားစုကိုဖျက်ဆီးနေတဲ့မိစ္ဆာမဖြစ်နေလို့ခင်ဗျားထောင်ချနေတဲ့တောက်လျှောက်ပြင်မှာကြံခဲ့တဲ့ခင်ဗျားရဲ့မိသားစုကိုလူလူသေးမရှိပြီးပြေဆုံးအောင်ကျွန်တော်တို့ထောက်ပံ့ပေးမှာပါ။ဒါရင်မဟုတ်သေးဘူးဗျာ။ခင်ဗျားထောင်အားထွက်လာရင်လည်း ရင်းနှီးလှုပ်ကန်စားတော့ဖို့တော့ခုကျွန်တော်တို့တာဝန်ယူပေးမယ်မင်းတိုင်ရမှာသူများတွေတတ်တယ်လို့မျိုးသွေးတန်ရဲရဲနဲ့ရဲရဲဆက်ဆက်တတ်စီရမလို့မင်းကားနဲ့မတော်တဆတိုက်တယ်လို့ဖြစ်ပြီးတော့တတ်ပေးရမှာအဲ့ဒီအတွက်လဲငါတို့အားလုံးစီစဉ်ပြီးသားရစလိုက်တာအကဲ ိုဘလောက်တောင်းချစ်ခဲ့လဲဘလောက်တယုံကြည်ကိုးစားခဲ့ရလဲသူအားကိုးတကြည်နဲ့ဖန်တွေခဲ့တဲ့လူကအခုလိုကြည်စည်နဲ့သူ့နောက်ကမရှိနေခဲ့တာပေါ့လေအောင်စားရှင်နေလာလိုက်တယ် မောမောကျမစားတည်ခဲ့ရတာပါအခုလိုမျိုးဝမ်းနေနေတော့ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးပြင်ဆင်လို့မမရတော့လားတည်သွားတဲ့သူကလည်းပြင်ပြီးရရှင်းမလာနိုင်လို့လေ ခုကြံခဲ့တဲ့ကျွန်တော်တို့ဟာဖြစ်သည့်ဖြစ်ထိုက်တာကိုဦးစားပေးပြီးတော့လုပ်ရမယ်လေ။မာအခုရတဲ့တက်တီတွေကိုရဲစခန်းသွားပြီးအလိုက်ကြမယ်လေ။ ဟယ်လိုမိခင်တက်တည်ရပြီလားတခါလေးလိုက်တော့ပို့ပြီးတော့ခေါင်းလိုက်မယ်ငါတို့မှတက်တည်လေးရလာရဲဆိုတာသိလို့ရှိရင်သူတို့ကြီးလိုက်လာနိုင်တယ်စိတ်မချအောင်အင်းပါဟုတ်ပါပြီငါလာအဆင်ပြေပါရဲ့မနေ့ပြန်ကြောက်ရှင်ကိုယ့်အကူတယောက်တည်းပဲစိတ်ရောဆင်းလိုက်တော့မလဲအေးပါဟုတ်ပါပြီအဲ့ဒါဒါပဲတော့မိခင် ေးကိုပုံးတယ်ပါအော်တော်လားကိုပုံးတယ်ပါနေမကောင်းလို့လားဆေးရုံတက်နေရလားကျွန်တော်နေမကောင်းဆိုရတဲ့ထိခဲ့တဲ့နည်းနည်းရတာလို့ပါတော်လားအော်ဘလို့ဖြစ်ရလဲအော်ဒီလိုပါပဲတော်လားမတော်တဆဖြစ်မိတာပါဒါနဲ့တော်လားကျူတီလားဟုတ်တယ်ကျမဒီနေ့နိုင်ကျူတီ ်အော်ကိုဖုံထက်ပါနဲ့တွေ့တော့ကျွန်မတခါတည်းပြောရအောင်မယ်အော်ဟုတ်တယ်လားပြောပါခင်ဗျာတပတ်ခါရောက်လို့ရှင်လေကျွန်မဘိုးဘကြီးတာမသွားပြီးတော့ price တက်လောက်အပ်ပြီးရှိရဲအဲကိုဖုံထက်ပါလာဖြစ်လာလို့အော်အော်တန်ရရထားတဲ့လူကဘလို့လောက်ပြီးလာနိုင်မှာလဲ sorry နော်ရပါတယ်ဒေါက်တာကျွန်တော်တန်ရအခုရောက်မှနင်းတက်တာနေပြီဆိုတော့တပတ်ခါကြောင့်လာနိုင်ကြိုးစားပါမယ်ဟုတ်ကဲ့အဲ့ဆိုကျမ round လေးဆရာလေးရှိတယ်လို့သွားလိုက်အောင်မယ်နော်ဟုတ်ကဲ့သွားလာ ။အမေခံမဲ့ပြောလိုက်ပါတော့။ကျမအမှုအောင်တစ်ခုအမှုပြန်ပွင့်ခြင်းလို့ပါစကန်ဖို့။ကျမမှာဒီမှုနဲ့ပတ်သက်ပြီးတော့တိကျခိုင်မာတဲ့သက်တည်အလုံးလောက်ပါလာပါတယ်။ကောင်းပါပြီ။